ျမ်းစာတစ်ပုဒ်ကိုကျွန်တော်တို့ကပို့တယ်တောလျာကြာခန်းကြီး3တောလျာကြာခန်းကြီး3အငယ်1 3 4ကိုကျွန်တော်ဖတ်ခြင်းတယ်အာရုံဤတာဟုမူကတာဥနာတညီအပြီးဟုအေလျာစာဣဒမတိဤသူတို့ကအဘဒီယေပရောဟိအမှုကိုဆောင်ရွက်စေခြင်းက စီလောင်းခြင်းဗိတ်တိတ်ကိုပြီးအရာ၌ခံထားသောအာရုံဤသားဖြစ်ကြသည်ဒီနေရာလေးမှာကျွန်တော်တို့ခဏလောက်ရည်ချင်တယ်ဖတ်တော်တဲ့နောက်ပတ်ဖြစ်အရောက်တိုင်းပေါ်မှာဖျားခင်အထူးကောင်းချီးပေးပါစေအာရုံမှာသား၄ယောက်ရှိတယ်ဒီသား၄ယောက်ကိုတဲ့ယေပရဟိတ်နေရာမှာဥဆောင်ဖို့ရတဲ့အတွက်စီလောင်းပြီးတော့ဖျားကိုယ်တိုင်ကဗိတ်တိတ်ပြီးခိုင်းတယ်အာရုံရဲ့သား၄ယောက်လုံးကမျိုးဆက်တည်းဖြစ်တယ် လက်ရှိမှာလည်းသူတို့ကဥဆောင်ရတဲ့ခေါင်းဆောင်တာမန်အမှုတော်ဆောင်မဟုတ်တာမန်လေဝိမတော်ကယစ်ပရောဟိတ်ဖြစ်တယ်အာရုံရဲ့အမျိုးအာရုံရဲ့သားဒီ၄ယောက်လုံးကိုဖိတ်သိပ်ပေးတယ်စီလောင်းပေးတယ်ဖိတ်သိပ်ပေးတယ်တနည်းအားဖြင့်ဖိတ်သိပ်ခြင်းရှိတဲ့အတ္တတာဖြစ်တယ်ဖိတ်သိပ်ခြင်းရှိလာရင်အတ္တတာကအယံဂိယူဆိုင်ရတယ်ပေါ်ပေါ်တနနေလို့မရတော့ နေချင်တယ်လို့နေလို့မရတော့လှုပ်ချင်တယ်လို့လှုပ်လို့မရအရန်ချင်းချက်တယ်ရမဟုတ်ဘူးအတ္တတာကိုအရန်ဂယုဆိုင်ရဗိတ်သိချင်းမတက်ခင်ကာလနဲ့ဗိတ်သိရင်တက်လာတဲ့ကာလဗိတ်သိမရခင်ကာလနဲ့ဗိတ်သိရတဲ့ကာလကမတူတော့ဗိတ်သိရပြီဆိုရင်သူကနေတာသတိထားရတယ်သွားတာသတိထားရတယ်လာတာသတိထားရအသက်ရှင်မှုလည်းပြားခင်ကစစ်တာလူမြင်တဲ့အပိုင်းကိုလည်းစစ်တယ်လူမမြင်တဲ့အပိုင်းကိုလည်းစစ်တယ်လူတွေရှိမှကောင်းပြီးနောက်ွယ်မှမကောင်းရင်လည်းမရပြတ် လူတွေရှေ့မှာအာရပါရဖိုင်ယာဖြစ်နေပြီလူတွေနောက်ွယ်မှာအသက်ကလဲကျပြိုလဲနေလေမရပြန်ဘိတ်သိက်တက်တဲ့ကာလဘိတ်သိက်ရတဲ့ကာလဖျားဘိတ်သိက်ချင်းခံရပြီဆိုရင်ဘိတ်သိက်မကြပဲနဲ့ပူတိုးွားဖို့တော့ပူဆက်ကရတော့ဒါကြောင့်ကျွန်တော်တို့အားလုံးစုတောင်းကြတယ်ဆက်ကကြကိုတို့ကျွန်တော်ကိုတော့ကျမကိုတော့ကျွန်တော်ကိုဖျားခင်ဘုံထင်ရှားစီကျွန်မကိုဖျားခင်ဘုံထင်ရှားစီជីជីမမတော့မှလို့ဆက်ကတဲ့သူကတင့်ကိုဖျားခင်တောင်းတာတင့်ကိုဖျားခင်ကဘိတ်သိက်လာလိမ့်မယ်ဘိတ်သိက်ချင်းဖြည့်ပေးလာလိမ့်မယ် ခွစ်တော်နဲ့ကျွန်တော်တို့ကိုတီးဆွေးဘိတ်သိပ်ပေးတော်သူကတဲ့ခမီးတော်ပေးပြီဖရာတို့ကင်ကိုယ်တိုင်ကကျွန်တော်တို့ကိုဘိတ်သိပ်ပေးလာလိမ့်မယ်ဒါဆိုရင်ဘိတ်သိပ်ခြင်းကိုစာငတ်တဲ့သူများအမှုတော်ဆောင်တယ်တာမန်လူတယောက်မဖြစ်ခြင်းကိုတာမန်ယေဘရဟိမုတ်ပဲနဲ့ဖရာကင်ကိုယ်တိုင်ကအတိမပြုခြင်းနဲ့သူတို့ရဲ့ဝိညာဉ်ဖားကြီးဝိညာဉ်ခေါင်းဆောင်ကြီးဖြစ်တဲ့မောရှိကိုယ်တိုင်ကအာရုံကိုယ်တိုင်ကစီလောင်းဘိတ်သိပ်ထားပြီးတော့ဒါဟာခေါင်းဆောင်ဖြစ်ကြောင်းမျိုးဆက်တဲ့မှာ ဘုရားခင်ရွေးကောက်မဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်အောင်စီလောင်းဘိတ်သိမ်းခြင်းကိုရဖို့ရန်အတွက်စာငတ်တဲ့သူဒီမှာဘိတ်သိမ်းခြင်းစာငတ်တဲ့သူတွေပါကြတယ်ဘိတ်သိမ်းခြင်းကိုလူချင်းကြတယ်တာမန်လူမဖြစ်ချင်ကြအောင်ထူချားခြင်းဘိတ်သိမ်းတကူနဲ့ထိုးဖောက်အောင်မြင်တဲ့အတ္တကိုလူချင်းကြတယ်အယံကောင်းတယ်အယံဝမ်းသာတယ်ကျွန်တော်တို့ဘိတ်သိမ်းကိုစာငတ်ရအောင်ဘုရားခင်ကလည်းကျွန်တော်တို့ကိုလည်းပဲတည်ဒီမှာဘိတ်သိမ်းလာလိမ့်မယ်ဒါဆိုရင်ဘိတ်သိမ်းခြင်းရပြီးသွားရင်တော့အတ္တကိုအယံဂရုစိုက်ရတယ်ပေါ့ပြက်ပြက်နေလို့မရတော့ ဘိတ်သိက်ခံတဲ့သူတယောက်အနေနဲ့နေရထိုင်ရသွားရလာရလောက်ရတဲ့ရာရှိအာရုံမှာရှိတဲ့သား၄ယောက်လုံးကိုဖယားခင်ကဘိတ်သိက်ခိုင်းတယ်ဘာအတွက်လဲဆိုတော့တဲတော်မှာဖယားခင်ကိုရစ်ပူစော်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့သူရဲ့ဖခင်ကြီးဖြစ်တဲ့အာရုံလောက်ရတဲ့အပိုင်းရှိတယ်ယေဘရဟိတ်ရဲ့အနေနဲ့သူ့သား၄ယောက်လောက်ရမယ့်အပိုင်းတွေရှိတယ်ဒါဆိုရင်ဘာအတွက်ဖယားခင်ခွဲခန့်ဘိတ်သိက်လဲကျွန်တော်ကျမ်းစာရဲ့နှစ်ပိုက်ကိုကျွန်တော်တို့ကဖတ်ခြင်းနဲ့ နံပါတ်၁ကြတော့ဝိပ္ပယကျမ်းခန်းကြီး၁၆ငယ်၁၂ကနေ၁၃လေးကိုကျွန်တော်တို့ကဖတ်ချင်ပါလေဝိပ္ပယကျမ်းခန်းကြီး၁၆ငယ်၁၂ကနေ၁၃လေးကိုကျွန်တော်တို့ဖတ်ချင်တယ်အားလုံးနဲ့တွေ့မလို့ညွှန်လင်းတယ်ဝိပ္ပယကျမ်းခန်းကြီး၁၆ငယ်၁၂ကနေ၁၃ထာဝရဘုရားရှေ့တော်၌ယစ်ပလင်မိခဲနေပြည့်တော်လင်ပန်းကိုကန်ရဲ့မြတ်စွာဘုရားနတ်တာပေါင်းအမှုတ်ကိုမိမိလက်နဲ့အပြည့်ယူ၍ ကလကအတွင်းသို့ဆောင်းသွားရမည်ထိုအခါသူသည်ပေဘေးနှင့်ကဲလို့မည်အကြောင်းနတ်တာပေါင်းအခိုးအငွေ့သည်တတ်တည်ခံချက်အရှိသောတစ်တာအဖုံးကိုမှုန်စေခြင်းကသာရဖျားရှိတော်၌နတ်တာပေါင်းကိုမီးပေါ်မှာတင်ရမည်နောက်ကျမ်းပါရေးပါကျွန်တော်ကဖတ်ခြင်းနဲ့အရာကတော့ထွန်းမြောက်ကြံခန်းကြီး30ငွေခွန်ကနေ6လေးမှာဖြစ်ပါတယ်လို့ထွန်းမြောက်ကြံခန်းကြီး30 အငယ်ခုနှစ်ကနေ6လေးမှာကျွန်တော်တို့အဲ့ဒါလေးကိုလည်းအတူတူကဖတ်ချင်ပါတယ်အာရုံဒီနနက်တိုင်းမိခွတ်တုတ်ကို ပြင်သောအခါထိုပလင်ပေါ်မှာမှွေသောနန်းသာပေါင်းကိုရှူရမည်ညာဥယျာဉ်၌လည်းမိခွတ်တုတ်ကိုထွန်သောအခါထိုပလင်ပေါ်မှာနန်းသာပေါင်းကိုရှူရမည်ထိုတို့တင်တို့တားဆင်ညည်းဆက်တို့သည်ထာရဖျားရှေ့တော်၌အစင်အမြဲပြုရသောနန်းသာပေါင်းရှူခြင်းဖြစ်သည် ထိုရစ်ပလင်ပေါ်မှာထူးရှားသောနတ်သားပေါင်းကို မရှို့ရမင်းရှို့သောရစ်ကိုမပြုတ်ရဘောစင်ပူဇော်ကားတကောက်လည်းမပြုတ်ရတုံးလောင်းရပူဇော်တကောက်ကိုလည်းမပြုတ်ရဖတ်သွားတဲ့နှုတ်ကတော့ပြအရောက်တိုင်းပေါ်မှာဖျားရခင်အထူးကောင်းချီးပေးပါစေဒီမှာကျွန်တော်ဒီအကြောင်းအရာလေးနဲ့သက်သက်ပြီးတွေ့ရအာရုံကိုဖျားခင်ကသူ့လဲလှုပ်ရမယ် မိရှူရာရေပူဇော်ရတယ်။သူကလင်ပန်းထဲမှာသာရဘုရားမှားထားတဲ့မိခဲ့အပြည့်ရှိတယ်။အဲ့ဒီလင်ပန်းကိုယူလာရမယ်။အစတော့ကကျွန်တော်တို့ဖတ်တော်တဲ့အခန်းငယ်၁၁လောက်မှာဆိုသူကပူရှင်းတယ်။သာရဘုရားရှေ့တော်တိုင်းရစ်ပလင်မိခဲနေပြည့်တော်လင်ပန်းကိုကန်ရက်မျက်စွာတော်နန်းတာပေါင်းအမုတ်ကိုဆိုတာနန်းတာပေါင်းမိရှူရာရစ်ပူဇော်တဲ့ကောင်အဲ့ဒီမိပေါ်မှာဒီမွေးကြိုင်တဲ့နန်းတာပေါင်းအမုတ်ကိုတင်လိုက်တဲ့ခါမှာ မီးလောင်ကျွမ်းပြီးတော့အဲ့ဒီကနေထွက်လာတာမွေးတဲ့ရန်နဲ့ထွက်လာဖယားရခင်ကိုပူဇော်ကိုးကွယ်ပို့ရတဲ့တုံးရတဲ့အရာလေးနတ်ဘာဘအမှုကမိမိလက်နိုင်အပြည့်ယူ၍ကလကအတွင်းသို့ဆောင်သွားရမည်ဖယားသခင်ရဲ့အိမ်တော်မှာတဲတော်မှာပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့အာရုံလောက်ရတဲ့သူ့ရဲ့သားတွေလောက်ရတဲ့အရာကနတ်ဘာဘောင်းမီးရှူရတယ်နတ်နတ်မှာလည်းပူဇော်ရတယ်ညမှာလည်းပူဇော်ရတယ်မော်နီဒီဗိုးရှင်းလည်းရှိတယ် ညမှာလည်းအစီအစဉ်ရှိတယ်အမေရိကန်မော်နီလည်းပါဝင်တယ်အမေရိကန်နိုင်မှာလည်းပါဝင်သူတရက်ပဲလုံးလုံးတပတ်ပဲလုံးလုံးနေ့တိုင်းအဆက်မပြတ်လုံရတဲ့အသက်တာဖြစ်တယ်ယေပရောဟိတ်ရဲ့အမှုတော်ဆောင်ညီလုံးမြောင်ငါတော်ကမနက်ကလည်းခါရပြန်ပြီးညကလည်းပါဝင်ရပြန်ပြီးဒါပြီးလည်းဝိညာဉ်ကောင်းဆောင်ရဲ့ဇွန်ကလည်းရှိပြန်ပြီးဟိုရာလည်းပါရပြန်ပြီးဒီရာလည်းလုံရပြန်ပြီးတနေ့ုံလည်းတွားရပြန်ပြီးကျွန်တော်ဆိုဗနက်ဇွန်မှာလဲဟောရတယ်ဒီနေ့ညနေအစီအစဉ်မှာလဲဟောရတယ်အဲ့ဒီအချိန်မှာမှနေလိုက်မှာတချို့လူနာတချို့လဲဆူတောင်းပေးရတယ်ဒီညလဲထပ်ပြီးကျွန်တော်တို့နှုတ်ကပတ်တော့ဝင်ကားရတယ် ောက်လျှောက်ကျေးဇူးတော်ကြအများကြီးလောက်ခွင့်ရအာရုံရဲ့ဒါယေဘရဟိတ်3လေးယောက်လုံးကဒါကိုတို့အမြဲတမ်းလို့မနဲ့မိုးလင်းလာတာနဲ့လင်ပန်းထဲမှာဖယားကသတ်မှတ်ထားတဲ့မီးအပြည့်ပါတဲ့လင်ပန်းကိုယူလာရမယ်ပြီးလက်ထဲမှာကနန်းတာပေါအမုတ်အဲ့ဒီအမုတ်ကိုယူလာပြီးရတယ်ခါရဖယားရဲ့တဲတော်တွေကိုဝင်ရမယ်ကလကအတွင်းတွေကိုဝင်ပြီးရတယ်အဲ့ဒီယစ်ပလင်အပေါ်မှာမီးအပေါ်မှာနန်းတာပေါကိုပူစောတဲ့ကမှာမွေးချိုင်အနံ့ထွက်လာ ဖယားခင်ကိုပူဇော်ရမနဲ့လည်းလောက်ရမယ်ညလည်းလောက်ရမယ်မနဲ့လည်းလောက်ရမယ်ညလည်းလောက်ရမယ်မနဲ့လည်းအချိန်ယူပြီးညလည်းအချိန်ယူရသေးတယ်မနဲ့လည်းဖယားတော့ဆက်ကတယ်ညလည်းဖယားတော့ဆက်ကတယ်အမြဲတမ်းတာကအစင်မပြတ်လောက်ရမယ့်အရာဖြစ်တယ်ဒါအတွက်ကြောင့်အာရုံမှာရှိတဲ့တန်း၄ယောက်ကိုဖယားခင်ကဗိတ်သိပ်ပေးလိုက်ပါဇက်ကလည်းဗိတ်သိပ်ပေးတာမဟုတ်တော့စီတော်ကြီးဗိတ်သိပ်လိုက်စီဆိုတော့ဗာလဲဗိတ်သိပ်ခြင်းတော်ရုံတိုင်းတော်လူတွေမဟုတ်ဗိတ်သိပ်ခြင်းရှိတယ်ဝိညာဉ်တော်ပြေးွားတယ်ဝိညာဉ်တော်ရှိတယ်ထူးခြားတဲ့အတ္တဓာတ်တွေဖြစ် တန်ရှင်းသောဝိညာဉ်တော်အလုတ်လုတ်တဲ့အတ္တကဝိညာဉ်တော်ရှိတယ်ဒါဆိုရင်ဗိသိက်ရှိတဲ့ကာလမှာအတ္တကအရင်ကယူဆရတယ်ဗိသိက်တက်တဲ့ကာလမှာစက်ကရှင်ညော့သွားလို့တော့တချို့ကဘယ်လိုဖြစ်လဲဆိုဟာငါဒီတလောမှာအနာဟုတ်ကလည်းအများကြီးနေငါဒီတလောမှာနမိတ်လက္ခဏာတွေတအားဖြစ်တယ်ဆိုတော့ရပါတယ်ငါရဲ့ဝိညာဉ်ကမခဏလျှော့လိုက်ဦးမယ်ဖြစ်နေတာပဲနမိတ်လက္ခဏာတွေကမလျှော့ရောက်သွားဗိသိက်တက်တဲ့ကာလမှာပူကျူးဆရမယ်ပူစက်ကရမယ်ပူပြင်ဆင်ရမယ် ပို့ပြီးဖရားနဲ့အချိန်ကြောက်မယ်အသက်တာပိုတန်ရှင်းအောင်ပြင်ဆင်ရတဲ့ကာလဖြစ်တော့ဗိတ်သိမ့်ခြင်းကတက်တာရှိတယ်ကြာတာရှိတယ်ဆိုတော့ရက်တန့်သွားတာရှိကျွန်တော်ကမရက်တန့်ခြင်းမကြသွားခြင်းဗိတ်သိမ့်ခြင်းနဲ့ပိုပြေးဝသွားတဲ့အသက်တာဖြစ်ခြင်းအာမင်ကိုယ်တိုင်လည်းဗိတ်သိမ့်ပြေးဝတယ်တခြားသောသူကဗိတ်သိမ့်ခြင်းနဲ့ဆက်ပြီးစီးဆင်းတဲ့အသက်တာဖြစ်ခြင်းဒီချိန်မှာမော့အာရမကတားလေးယောက်ရှိအဲ့ဒီလေးယောက်လုံးကဒါအထူးခွင့်ရဖြစ်တယ်။တိုင်းပြည်တစ်ခုလုံးမှာမှဒီလေးယောက်ကအဖြစ်နေရာဆက်ခံခြင်းနဲ့တူ တဲတော်ထဲမှာဝင်ထွက်သွားလာခြင်းအခွင့်ယေပရောဟိအမှုကိုဆောင်ရွက်ရတဲ့အခွင့်ရတယ်။လေဝိကတဲတော်နဲ့ပတ်သက်တဲ့ကိစ္စကိုလုပ်ရယေပရောဟိတကြတော့တဲတော်ထဲမှာဝစ်ပြူရတဲ့ကိစ္စတွေကိုဥစားပြီးတော့တနည်းဖြစ်တော့ခေါင်းဆောင်အဲ့ဒီလေယောက်ကတာမန်မို့တင်းအုပ်တွေအတင်းတော့ဥစားနေတဲ့ခေါင်းဆောင်နေနေပယ်တီတီမှာဥစားနေခေါင်းဆောင်တုံတုံလူမဟုတ်တားလေးယောက်ရှိလေးယောက်လုံးဖျားသွုံးတယ်လေးယောက်ရှိလေးယောက်လုံးဖိတ်တိတ်လေးယောက်လုံးကဖျားသခင်ရဲ့ဖိတ်တိတ်ခြင်းစီလောင်ခြင်းတန်ရှင်းလုံးခြင်းတော့ကိုရားတဲ့သူတွေဖြစ်တယ် အဲ့ဒီထဲကမှနှစ်ယောက်ဒါကြောင့်လို့ကျွန်တော်ပြောချင်တယ်ဝိပ္ပယကြံခန်းကြီး30ကိုကျွန်တော်ကြည့်ရှင်တယ်ဝိပ္ပယကြံခန်းကြီး30အငယ်တက်ကနေ၃တော့မှကျွန်တော်ဖတ်ချင်ဝိပ္ပယကျမ်းခန်းကြီး30အငယ်တက်ကနေ၃အာရုံဤတာနာဒတ်နဲ့အပီးဟုတို့ဒီကိုစီဆိုင်သောလင်ပန်းကိုယူမိကိုထဲ့ပြီးလဲ လောဘကိုတင်ပြီးလင်ထာဝရဘုရားမှားထားတော်မူသောမိမဟုတ်ထူးခြားသောမိကိုရှေ့တော်၌ဟုဆို၏ထိုအခါထာဝရဘုရားထံတော်မှမိထွက်၍သူတို့ကိုလောင်းသည်ဖြင့်ရှေ့တော်၌ပေကြ၏ဘယ်ချိန်မှာပတ်ပြီအရက်ဆိုင်မှာမသိဘူးဖဲဝိုင်းမှာမသိကြောက်ဝိုင်းမှာမသိလောင်းစားလုံးနေတဲ့သိသွားတာမဟုတ် နိုင်ကလပ်မှာတည်သွားတာမဟုတ်ဘယ်မှာသွားတည်လဲဆိုတော့ဖယားတိုက်ခင်ကိုရစ်ပူဆိုရင်းနဲ့တဲတော်မှာတည်တယ်ဖယားကိုကိုးကွယ်တဲ့နေရာမှာတည်တာအမှုတော်ဆောင်ရင်းနဲ့တည်တာဘလို့ဖြစ်တာလဲဖယားတခင်ကနည်းနည်းပပတော့အတိန်ဆောင်မခံတော့ဘူးလားသူကဖယားတခင်မှားထားတဲ့မီးမဟုတ်တဲ့တခြားသောမီးခြားနာသောမီးထူးခြားသောမီးဖျားရခင်တတ်မှတ်ထားတဲ့မီးမို့ဆိုတော့ကကျွန်တော်ဖတ်တော်မှာဖျားရခင်ကလင်ပန်းထဲမှာသူတတ်မှတ်ထားတဲ့မီးကိုပဲယူခိုင်းတာ ဒီချိန်မှာသူတို့ကခေါင်းဆောင်နေတယ်ဖြစ်တယ်ဥဆောင်နေရတဲ့သူတွေလည်းဖြစ်တယ်ပိတ်သိက်တက်နေတဲ့ကာလတခုလည်းဖြစ်တယ်ဘလို့စဉ်းစားလဲဆိုရပါတယ်ဖျားခင်ပြောတဲ့အတိုင်းမဟုတ်ပဲနဲ့ငါဘတ်တန်ကကောင်းမယ်ထင်တာလေးလေလှုပ်ကြည့်လိုက်ဒီတစ်ခါလောက်တော့ဘာမှတော့မဖြစ်တော့ပါဘူးသူတို့ကနေတိုင်းပူဆိုလို့ဖျားခင်ပြီးမခံနိုင်တော့တဲ့အစုံမီးလောင်ပဲလို့ဒီတစ်ခါပဲပူဆိုအကြိမ်ကြိမ်မှားတာမို့ဒီတစ်ခါလေးပဲမှားတာ ခဏခဏမာတာမို့ဒီတစ်ခါလေးပဲမာတာအချိန်ချင်းဖောက်နေတာမို့ဒီတစ်ချိန်လေးပဲဖောက်တာဒီတစ်ချိန်လေးပဲအားနေတာအဲ့ဒီတစ်ချိန်လေးအားနေတာအားနေသွားတဲ့တစ်ချိန်ကလက်ဖယားရခင်ထာနာမီးကြပြီးလောင်သွားတယ်မီးလောင်ပြီးတိတ်တာလူချလို့မကောင်းအမှုတော်ဆောင်တယ်ခေါင်းဆောင်တယ်တိုင်းကြီးမှာဥဆောင်ရတဲ့ခေါင်းဆောင်တယ်တင်းအုပ်တယ်အတင်းတော်မှာအစီစမဥဆောင်ရတဲ့နေပဲတတိယခေါင်းဆောင်စီလောင်းဖိတ်တိတ်ချင်းတဲ့လူလူအားလုံးရဲ့ရှိမှာကြီးညာထားပေးတာ တာဟာခေါင်းဆောင်တွေဖြစ်တဲ့ဥဆောင်ရမယ့်သူတွေဖြစ်တဲ့လူများသောကိုကြီးစုပေးရတဲ့သူဖြစ်တဲ့တကြိမ်ကလေးပဲမှားလိုက်တာဖရာရိကထံကမီးလောင်ပြီးတော့ပေသွားရောဘာအတွက်လဲအမားကြီးလို့လားအမားမကြီးပါဖရာရိကမှားထားတဲ့မီးမဟုတ်တဲ့ထူးခြားတဲ့မီးတခြားသောမီးလေးဖယားသခင်ညွန်ကြားထားတဲ့အတိုင်းမဟုတ်ဖယားသခင်သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ဖယားသခင်လှုပ်ခိုင်းတဲ့အတိုင်းမဟုတ်ဘယ်နဲ့ကိုဘာသာကိုအစ်စ်တီထွင်ကြီးလိုက်တာ တီထွင်ကြည့်လိုက်တာစတန်ထွင်လိုက်တာဝိညာဉ်ရှိရမှာဖျားစကားကိုကြော်ပြီးစတန်မထွင်နဲ့တချို့ကဒါလောက်လဲဖျားကင်လက်ခံမဲ့ထင်တာဖျားကကြံတဲ့အချိန်မှာကိစ္စမရှိဘူးပိတ်တိတ်တကိုးနဲ့သွားတဲ့တန်ရှင်သောဝိညာဉ်တော်နဲ့သွားတဲ့ကအရန်ဂိယူဆိုင်ရဒါကြောင့်ဘာသာရေးသမားနဲ့ဝိညာဉ်လူနဲ့မတူဘူးဘာသာရေးသမားတောက်စားတာတိတ်ပြဿနာမရှိအရန်ပိုင်အကြီးမတက်ဘူးဝိညာဉ်လူတွေနည်းနည်းလေးဖောက်လိုက်တာနဲ့သွားပြီအကြီးကျယ်ဖြစ်သွားရော ပြဿနာအဲ့လောက်မကြီးဘူး ်တသေးလေးပဲကိစ္စကတသေးလေးပဲဟိုအကျယ်တဝင်းဖြစ်ကောလူသိရှင်ကြားတွေဖြစ်ကောဘာမှလည်းမဟုတ်ပြန်ဘူးဝိညာဉ်လုံးနဲ့တွားတဲ့ကာလကအယံကယူဆိုင်ဆိုအတတနေတာကယူဆိုင်ခိုင်တာကယူဆိုင်တွားတာကယူဆိုင်စိတ်နဲ့သဘောတိုင်းကယူဆိုင်နှလုံးသားကယူဆိုင်အရာခတိုင်းကိုကယူဆိုင်ရတာပေါ့လို့မရတော့ပေါ့စားလို့မရတော့အရာခတိုင်းမှာအယံတတိထားရတယ်ကျွန်တော်တို့လည်းဖျားငင်ဘိတ်တိတ်လာတဲ့ကဖျားငင်တုံးလာတဲ့ကောင်အယံတတိထားအယံတော့စကားပြီးဆိုလို့ပြောခုစကားပြီးဆိုလို့ပြောလို့မရတော့ပြန် အရင်ကနေချင်းလို့နေမှာအခုကနေချင်းလို့နေလို့မရတော့ပြန်အရင်ကပျော်သလိုနေချင်းနဲ့ပျော်သလိုအသက်ရှင်အခုကပျော်သလိုအသက်ရှင်လို့မရတော့ပြန်ဖယားခင်တတ်မှတ်ထားတဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်နေရတယ်ကျွန်တော်အတင်းတော့ဥစားနဲ့တင်းဟုတ်တော့ဖြစ်တဲ့အခါမှာတင်းဟုတ်တယောက်ရဲ့အရေးအချင်းကဘာလဲဆိုတော့ကျွန်တော်ရှာလေ့လာပြီးတော့တီမောသေဩဝါဒစာမှာတင်းဟုတ်တယောက်ရဲ့အရေးချင်းကျွန်တော်အဲ့ဒီအတိုင်းကိုအသက်ရှင်ရတာဖယားခင်တတ်မှတ်ထားတဲ့တင်းဟုတ်ရဲ့အရေးချင်းမရှိဘဲနဲ့ quality မမီတဲ့အသက်တာမဖြစ်လို့မရတော့ ဥဆောင်တဲ့နာဇီလူဘုရားသခင်ယူတဲ့နာဇီလူကဘလို့တက်ချင်သွားနာဇီလူတယောက်မှလိုက်နာကျင့်သုံးရရှိယေပရောဟိမှာယေပရောဟိလိုက်နာကျင့်သုံးရတဲ့သူရှိတယ်လေဝိမှာလေဝိလိုက်နာကျင့်သုံးရတဲ့သူရှိတယ်ပရောဖက်မှာပရောဖက်လိုက်နာကျင့်သုံးရတဲ့သူရှိတယ်သာသနာပြုမှာတမန်တော်မှာသူတို့လိုက်နာကျင့်သုံးရတဲ့ဘုရားကသတ်မှတ်ထားတဲ့စံကျေစံတော်ရှင်ရှိတယ်ထူချားတဲ့မိကိုယူလိုက်မိတာမိလောင်ပြီးတေသွားရောတကယ်တော့ဒါကအလားအလာရှိတာမဟုတ်ဘူးလက်ရှိမှာကိုအခွင့်အရေးရနေတယ် တနေ့တော့မင်းတို့အောင်မြင်လာနိုင်မှာမဟုတ်လက်ရှိမှာအောင်မြင်လို့ကိုနေရာရနေတယ်တနေ့မှာတော့ဘုရားရှင်မင်းတို့ကိုတုံးလာနိုင်မှာပါမဟုတ်လက်ရှိမှာဘုရားတုံးနေတဲ့သူဘိတ်တိတ်ကိုရှိတာရိုးရိုးမဟုတ်ငါတာမန်မှုလို့ဆိုဘိတ်တိတ်ရှိတာဘိတ်တိတ်ရှိလာပြီဆိုဒီနှုတ်ကိုသတိထားရတော့ဘိတ်တိတ်ရှိတဲ့ကောင်မှာဒီနှလုံးသားကိုသတိထားရကြပြီတမတ်တဲ့စိတ်တွေလည်းရှိလို့မရတော့ဘူးလောဘတွေနဲ့ပြည့်နေလို့မရတော့ဘူးဒေါသနဲ့ပြည့်နေလို့မရတော့ဘူး မကောင်းတဲ့အမှုရာတွေကိုဆွဲလန်းနေလို့မရတော့ဘူးဖယားကမှတ်နေတတ်တဲ့လမ်းတွေကိုလည်းရှောက်လို့မရတော့ပြန်ဘူးကျင်းကျက်သွားတာရေတော့မဟုတ်ဘူးဒါပေမဲ့ဗိတ်သိမ့်ချင်းလမ်းကြောင်းတွေမှာတွာလာတဲ့အခါမှာအဖိုးခပေးပြီးအတတ်တာမှာပြင်ဆင်ရတော့ဒီလောက်ကဘာမှမဖြစ်တော့ပါဘူးကွာဆိုလုံးလိုက်တဲ့မီးလောင်တွေပါရောတချို့တွေကဘာမှမဟုတ်တော့ပါဘူးကွာဆိုတော့ကိစ္စနဲ့ဆုံးကျုံသွားရောအချိန်ချင်းမှတော့မတချိန်လေးပဲမှတာဗိတ်သိမ့်တတ်တဲ့ကာလမှာတချိန်လေးတော့မမှန်းနဲ့ဗိတ်သိမ့်ပြည့်လေကာလမှာတချိန်လေးတော့မမှန်းနဲ့ ဒါကြောင့်ကျွန်တော်တို့ဘိတ်တိတ်ကိုစာငတ်တဲ့သူတွေဘိတ်တိတ်ချင်းရလာတဲ့အခါမှာအတက်တာမှာအဲ့ဒီဘိတ်တိတ်ကိုထိမ့်သိမ့် maintain လုပ်တော့ဖို့ရန်လို့လို့ဘိတ်တိတ်ချင်းကျွန်တော်တို့ထဲမှာရှိတဲ့ဘုရားခင်ဘုံဘုရားရဲ့အတုံးတိချင်းမလျော့မပြောက်သွားဘဲနဲ့ပို့တိုးပွားလာဖို့ရအတွက်လို့သူကနာတက်နဲ့အပြီးဟုကအကိုကြီးအကြီးကိုနဲ့ဒုတိယကိုအဲ့သူ့အောက်မှာညီနှစ်ယောက်ရှိတယ်အဲ့ဒီအကြီးနှစ်ယောက်ကလက်ကောတခါတည်းဘုရားခင်ကမီးလောင်ပြီးတော့တေးစီရောဖျားတန်ခတ်လိုက် တို့ရဲ့ရစ်ပူဇော်ခြင်းဖျားလက်မခံလက်ထဲမှာပါတာကလောဘဖျားခြင်းရှေ့မှာနတ်တာပေါင်းမီးရှူတာရစ်ကိုပူဇော်မှာအဲ့ဒီအမွေးနတ်တာကိုမီးရစ်ပလမွန်တူတာအယံမွေးတာဖျားခြင်းကအဲ့ဒီအနံ့ကိုရှူလိုက်တာနဲ့ကျင်နဲ့တဲအားရတယ်ဖျားခြင်းရဲ့လက်ခံပြီးတဲ့ရစ်ဒါပေမဲ့ဖျားလက်ခံလို့မရဘလောက်ပဲမွေးမွေးအတက်တာမကောင်းတော့ယူလာတဲ့ရစ်ပလမှာဘလောက်ပဲနတ်တာပေါင်းမီးရှူတာရစ်ပဲပူဇော်ပူဇော်ကျမ်းစာပြလက်ထဲမှာရတယ်အဲ့ဒီ အမွေးနန္တာအမဟုတ်အပြည့်ယူရတယ်လက်ထဲမှာဘလောက်များတဲ့နန္တာပေါင်းတွေပဲပါပါအတ္တတာကမတန့်ရှင်အတ္တတာကဖျားခင်မလောက်ခံဒါလေးလောက်ပဲမှားခဲ့ပြီလားအဲ့ဒီအမှားတကူကသူတို့ဘဝကိုဆွဲချသွားတယ်သူတို့ရဲ့တက်လန်းကိုပိတ်သွားသူတို့ရဲ့အောင်မြင်မှုကိုရပ်တန့်သွားစေတယ်သူတို့ကိုဖျားသုံးတဲ့တကဘယ်သူမှလာမပေးဣတလလူတွေလာမပေးသူတို့ဘာသာသူတို့ပိတ်လိုက်တာသူတို့ဘာသာသူတို့တော့ခပ်လိုက်သူတို့ဘာသာသူတို့ကသူတို့ရဲ့လမ်းကြောင်းသူတို့ကိုဖျားခင်ဖွင့်ပြီးတဲ့အရာကြောင်းသူတို့ဘာသာသူတို့ပိတ်လိုက်တယ် ဒီကျန်းစာနဲ့ပတ်သက်ပြီးလေးလာတဲ့ပညာရှင်တချို့ကြတော့ဘယ်လိုပြောလဲဆိုတော့ဒီကျန်းစာနဲ့ပတ်သက်ပြီးလေးလာတဲ့သူတွေကြတော့တချို့ကြတော့တဲ့နာတဲ့နဲ့အပြီးဟုကဘာကြောင့်ဒီကိစ္စကိုလုပ်လို့ဆိုတော့ရစ်ပူစော်တဲ့အချိန်မှာတဲ့သူကစပီးကြီးကိုတောက်မိလို့လည်းဖြစ်နိုင်တယ်လို့သူကအနည်းဆက်ဆုံးပြောတာဘာလို့ဒီကိစ္စလေးမကြခင်မှာပဲမောရှိကအာရုံကိုထပ်ပြီးသူကမှားလိုက်တဲ့ကိစ္စလေးတခုရှိအဲ့ဒီတခုလေးကိုကျွန်တော်တို့ဖတ်ရှင်တယ်ဝိတ္တိယကျမ်းအခန်းကြီး၁၀ အငွေဘယ်လောက်မှကျွန်တော်တို့ဖတ်မလဲဆိုရင်6နဲ့30လောက်မှာပေါ့နော်6 30 71လောက်မှာတပံအာရုံအားထောက်ရဘုရားကတင်နဲ့တင်သားတို့ပေပေးနဲ့ကျင်းလို့ချင်းက၎င်းဒါကနောက်ထပ်ကြံတဲ့2ရောက်တော့မှာအရှိမ2ရောက်တော့မီးလောက်မီးတေးသွားပြီကြံတဲ့2ရောက်မပေဖို့တော့ဂရီးပြရမယ်တစ်ချက်ရှိမယ်တဲ့တင်းသားတို့တေပေးနဲ့ကျင်းလို့စေချင်းကတန့်ရှင်းတော့ရမတန့်ရှင်းတော့ရစင်ကြယ်တော့ရမစင်ကြယ်တော့ရကိုပိုင်းခြားတတ်ချင်းက၎င်း သာရဘုရားသည်မောရှိအပြင်မှားထားတမျှသောပြည့်ညက်တကိုဣဒလာအမျိုးသားသည်တွင်တင်တက်ခြင်းက၎င်းပရိသတ်စည်းဝေးတဲတော်သူဝင်တော်ခါဒီမှာသတိပေးပြီပရိသတ်စည်းဝေးတဲတော်ဝင်တော်ကစပြည့်ရဲ့အစရှိသောရင့်မျိုးကိုမတောင်းနဲ့တင်တို့အမျိုးအစင်ဆက်ဆောက်ရသောပြည့်ညက်ဖြစ်တည်းဟုမိန့်တော်မူ၏အဲ့တော့ဒီရဲ့ကျမ်းစာလေးကိုအခြေခံလိုက်တာသူကအခန်းငယ်နှစ်လောက်မှာ ဖယားခင်ကဒဏ်ခတ်ပြီးတေသွားပြီးအခန်းငယ်၈ကနေ17လောက်အတွင်းမှာတော့ဒီအကြောင်းလေးကိုပြန်ပြောတယ်မိမသား၄ယောက်ရှိတယ်တဲ့၄ယောက်လုံးကဗိသိက်ခံရတဲ့စီလောင်းချင်းဗိသိက်ကိုရတာတဲ့ဦးဆောင်နေတဲ့ခေါင်းဆောင်ဖြစ်တဲ့အကြီး၄ယောက်ကတေသွားပြီးကျန်တဲ့အငယ်၄ယောက်ကျန်သေးတယ်ဒီ၄ယောက်ကထပ်ပြီးမတေဖို့မျိုးဆက်မပြတ်သွားဘူးမျိုးဆက်မပြုတ်ဖို့ရအတွက်ဒီနှစ်ယောက်ကြတော့ဖယားခင်ပေးမဲ့အရာရာကောင်းကြီးမင်္ဂလာစုကျေးစုတွေနဲ့မလွဲသွားဖို့ရအတွက်မလုပ်ရမလဲဆိုရင်တဲ့ဖယားသခင်ရဲ့တဲတော်ကိုဝင်လာတဲ့အခါမှာ ရစ်ပူစော်ဖွင့်လာတဲ့ခါမှာဇပီးရတောက်တဲ့အရာကိုရှောင်ရမယ်ဒါဆိုရင်ဇပီးရတောက်ခြင်းနဲ့ပတ်သက်ပြီးဘာကြောင့်သတိပေးလဲဆိုအရှိမရှိတဲ့အပူကြီးနှစ်ယောက်ကဒါအနီးဆက်ဆုံးသူတို့ကျန်းစာနဲ့ပတ်သက်တဲ့လေ့လာတဲ့ပညာရှင်တွေကဒါလေးကိုပြောတယ်ကျန်းသမိုင်းပညာရှင်တွေကအနီးဆက်ဆုံးဖြစ်နိုင်ခြင်းအရှိတာကသူတို့အဲ့ဒီအချိန်မှာဇပီးရတောက်ပြီးဖျားအတွက်ရစ်ပူစော်တဲ့နတ်တာဘောက်ကိုတွားပြီးမီးရှို့မိလိုက်တာမူးနေတဲ့အခါမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနဲ့ယောတာတကြောင့် အမှုတော်ဆောင်တယောက်ဟာခေါင်းဆောင်တယောက်ဟာအတ္တကိုတန်ရှင်းရမယ်လူတွေကိုတဲ့ပိုင်းခြားဆောင်ခွဲခြားပြီးတော့ဘေးကအမှားလဲဘေးကအမှန်လဲဘေးကအမင်္ဂလာလဲဘေးကမင်္ဂလာလဲဘေးကကောင်းလဲဘေးကမကောင်းလဲဆိုပိုင်းခြားခွဲခြားတက်ပြီးတင်ပြီးတက်တဲ့သူဖြစ်ဖို့သူတပားကိုလည်းတင်တက်ရမယ်ကိုယ်တိုင်အတ္တတဲမှာလဲအတန်းရှင်တဲ့သူဖြစ်ရမယ်ဒါကြောင့်ပေါလုပြောတဲ့စကားကမင်းတို့ကတဲ့ငါ့ကိုကြည့်ငါပြုတ်တဲ့အတိုင်းပြုတ်ကြငါနီးတူအတ္တရှင်ကြငါကခရစ်တော်နီးတူအတ္တရှင်တယ်ပြီးတော့တင်တို့ဒီလဲငါနီးတူအတ္တရှင်ဒါကျွန်တော်တို့အမြဲတမ်း ကြားရခဲ့တဲ့စကားကျွန်တော်မြန်မာပြည်မှာဆိုတချို့တွေတုံးတဲ့စကားရှိရမလားမိဘတွေတော့လည်းကောင်းငါသားရဲ့ဆေးလေးမတောင်းကိုမစားနဲ့ရမတောင်းတော့မကောင်းဘူးအဖေတို့ကတော့မဖြတ်နိုင်လို့အဖေတို့ကနှစ်ပေါင်းများစွာမနေတော့အဲ့လိုဆုံးမှာဘယ်ကလေးမှမဒီစကားကိုအရေးတူတံပိုးထားပြီးတော့နားထောင်မှာမဟုတ်ဘူးငါသားဆေးလေးမတောင်းနဲ့ကိုမစားနဲ့ကြည့်အဖေသွားတယ်ကြည့်ဖြူဖွေးနေရပဲဘာကွန်ဂျိုးမှမကြည့်အဖေကိုမစားဘူးဘာလို့မစားသီးလဲမကောင်းလို့ဖျားမကြိုက်လို့ကျမ်းမာရေးအတွက်လည်းမကောင်းလို့ ကဲအဖေကိုတိုင်းကဥဆောင်လမ်းတက်ပြအသက်ရှင်ပြသူ့သားမီးတွေနားမထောင်နိုင်ကြအကြောင်းမရှိနားထောင်လိုက်မယ်အချို့ရရှိတဲ့ငါပြောသလိုတော့လုပ်ပါငါလုပ်သလိုတော့ live မလုပ်နဲ့ဥဆောင်တဲ့အခါမှာလူတွေကိုတွန့်တင်ပေးရမယ်ပိုင်းခြားခွဲခြားတက်ပြီးတည်အောင်ပြီးနောက်တစ်ခုကိုတိုင်းကအဲ့လိုအသက်ရှင်ပေါ်လူကသူ့တစ်ပါးကိုဆုံးမကိုတိုင်းရှုံးတော့သူမဖြစ်ဘူးလေကိုကိုကိုထိုးနှံနှိမ့်ဆက်တယ်အမြဲတမ်းသူ့ရဲ့အတ္တမှာပြင်ဆင်နေပေါ်လူမင်းတရားတွေအများကြီးဟောခဲ့ပြီးပြီး မင်းလူတွေအများကြီးတမာတရားနဲ့တိဆောက်တယ်မင်းရောအဲ့ဒါအသက်ရှင်ရဲ့လားမင်းလူတွေကိုစိတ်ရှိပါလို့ပြောတယ်မင်းကိုယ်တိုင်ကိုစိတ်ရှိရဲ့လားမင်းဒေါသမထွက်နဲ့နူးညံ့ပါလို့ပြောမင်းကိုယ်တိုင်ကိုဒေါသမထွက်ဘဲနဲ့နူးညံ့ရဲ့လားမင်းတစ္ဆာရှိပါလို့ပြောတယ်မင်းကိုယ်တိုင်ကိုတစ္ဆာရှိရဲ့လားမင်းဖယားကိုစံငတ်ပါပြောတယ်ဖယားနဲ့ပတ်သက်လိုက်အလင်းနဲ့ထားပါဆိုတယ်မင်းကိုယ်တိုင်ကိုအလင်းနဲ့ကိုယ့်ကိုယ်ပြန်လဲပြီးတော့စမ်းစစ်တယ်ဒါကြောင့်ပေါ်လူကလူရှိမှလည်းကောင်းတယ်အပြောလည်းကောင်းတယ်အတ္တတားလေးကောင်းတဲ့အတ္တတားဖြစ်တယ်ဒီချိန်မှာတော့ကြံတဲ့တားနေရတဲ့သတိပြုစင်ချင်စရာလေးပြောတာက ဣဒလအမျိုးသားတွေကိုမှန်ကန်စွာပိုင်းခြားပြီးခွဲခြားနားလည်အောင်တုံသင်ပေးတတ်တဲ့သူဖြစ်ဖို့အတွက်လို့တဲ့ပရိသတ်စည်းဝဲတဲတော်ကိုဝင်တဲ့အခါမှာစပည့်တောက်ခြင်းကိုရှောင်ရမယ်။ဒါဆိုဗိတ်တိတ်တက်တဲ့ကာလဗိတ်တိတ်ရှိတဲ့ကာလဖျားသုံးတဲ့ကာလပုတ်ကယူဆိုင်တော့တချို့ရှိတယ်ကာလတခုဖျားသုံးပါပြီ။အခုဝစ်သွားပြီ။ပြန်မထလာတော့ပြန်မထူနိုင်တော့လဲတော့လည်းပြန်ထမ်းမယ်ဆိုတော့နှုတ်ကတော့သူ့မှာမရှိတော့သူကတာမှပြန်ဖြစ်သွားပြီ။နှမျောတဲ့ ဘုရားကြီးသုံးခဲ့တဲ့ကာလရှိတယ်ဘုရားကြီးချီးမြှောက်ခဲ့တဲ့ကာလရှိတယ်ဘုရားကြီးဗိသိက်ခဲ့တဲ့ကာလရှိတယ်အတိပွင့်နေညာစုကျင်းစုနေညာတယ်အခုပဲမှလည်းမတွေ့ရတော့ဘူးဘာလို့လဲအတ္တကဗိသိက်တက်တဲ့ကာလမှာအတ္တကမှကောင်းစွာမထိမ့်သိမ့်လိုက်တဲ့အရာတွေကောင်းစွာမကင်တွယ်တက်လိုက်တဲ့အရာတွေကြောင့်မဆုံးရှုံးသင့်မယ်နဲ့ဆုံးရှုံးသွားရတဲ့အရာရှိတယ်ဒါကြောင့်ตา၄ယောက်ရှိတယ်၄ယောက်လုံးကဗိတ္တခန္ဓာသူဖြစ်တယ်၂ယောက်ကတော့ဆုံးသွားပြီဖျားရခင်မှားထားတဲ့မိမို့ပဲထူးခြားတဲ့မိကိုရစ်ပူစော်လို့ ဥဆောင်တဲ့သူတွေကြံတဲ့သူကိုဖျားစကားနားထောင်ဖို့တော့တုံတင်လားမတုံတင်နိုင်ခင်မှာသူတို့ကိုယ်တိုင်ကဖျားစကားနားမထောင်လူတွေကိုဖျားစကားနားထောင်ရမလားဖျားကြီးနှုတ်ကပတ်တော့ကိုရည်ဝယ်မကြနားထောင်ရပြောသူတို့ကိုယ်တိုင်နားမထောင်ခေါင်းဆောင်ဖြစ်တဲ့သူတို့နှစ်ယောက်ကိုယ်တိုင်ကနားမထောင်တော့ဆုံးရှုံးရောပေါ့ဖျားကြီးထိုင်ကမီးလာတဲ့ခါမှာတဲ့နှစ်ယောက်လုံးမီးလောင်တေးပါဆုံးရှုံးသွားဒါဆိုဘုရားခင်ဘာတော့ပိတ်တိပြတာလဲနန္တာပေါင်းကိုဘုရားခင်ကိုမနဲ့တခါညတခါ ဖះကိုလာပြီးပူဇော်မှုမနက်မှလည်းမှုကြိုင်နေရန်နဲ့ဖះရခင်ရှိမှရည်ပူဇော်မယ်ညမှလည်းမှုကြိုင်လို့ရန်နဲ့ဖះရခင်ရှိမှရည်ပူဇော်မယ်ဒါကြောင့်လူအပေါင်းရရှိမှတန်ရှင်းစေပြီးတော့ဗိတ်သိမ့်ထားပြီးတာလူတိုင်းမရတဲ့အခွင့်အရေးကိုကိုရတယ်ဆိုအဲ့ဒီအခွင့်အရေးကိုတန်ဖိုးထားတရှုကအခွင့်အရေးတန်ဖိုးမထားတော့ကျွန်တော်ကကျွန်တော်ခေါင်းဆောင်ကျွန်တော်ကိုတရားဟောချက်ပေးလာပြီးတရားဟောဖို့တော့ပေးလာပြီးဆိုရုပ်တရက်ပဲပြပြနီးမှပဲပြပြကျွန်တော်ကအစစ်အစ်ပြင်လာတာအများကြီးရှိတယ် အကြေးပေးလာခဲ့သူရှိတော့ဘယ်အကြောင်းကိုဟောမလဲကြိုပြင်ထားပြီလားကွက်တိပဲချိန်မျိုးဆက်လို့ရတယ်အခါကျတော့ရှော့ဘယ်လိုဖြစ်လာဆိုတော့အရင်တော့ကအရင်ဟောခြင်းဟောခြင်းလုံးလုံးဆက်ကတ်ခဲ့တယ်ဟောခွင့်နေရတယ်နောက်ပိုင်းကျတော့ဟင်တခါလာလဲငါပဲဟွနောက်ခါလာလဲငါပဲအရှော့ကိုပဲလောက်ရတဲ့အရာပေါ်ကိုကြီးလာတတ်တယ်မနေ့တခါလောက်ရလို့မကြီးနဲ့ညတခါလောက်ရမကြီးအဲ့ဒါကနေတိုင်းလောက်ရမသိဘူးချင်းလောက်ရဖျားခင်နဲ့ပတ်သက်လဲပုံမှန်လောက်ရမယ်အလေးထားတစ်ခုဖြစ် မနဲ့လောက်ပြီးလေဝိကျစ်တန်းကြီးပြီးတော့တော်ပြီပေါ့တပတ်တစ်ခါလောက်ဆိုတော်ပြီပေါ့မဟုတ်ဘူးမိတိုင်းမိတိုင်းဖရာသခင်နဲ့ယဉ်နှိမှုပူဇော်မှုကိုးကွယ်မှုဒါတွေကအမြဲတမ်းရှိဖို့ရတယ်လို့တယ်ဒါကြောင့်ဣဒလာအညူသားတွေကတော့တပတ်လုံးတို့အလုပ်လုပ်မှာပေါ့6ရက်လုံးအလုပ်လုပ်မယ်တရမဏိယမှာညင်ဝတ်ဆိုတာအနာယူမယ်တို့ကအလုပ်လုပ်မယ်ဒီရှင်ပရောဟိတ်တွေကအလုပ်မလုပ်ဘူးကဖရာအတွက်ပဲအစီကံတယ်လောကအလုပ်ကိုမလုပ်ပဲနဲ့ဖရာအမှုတော်ကိုပဲစောင့်နေသူဖြစ်တယ်တို့ကအားကြရဲကွာတို့မှနားကျင်ရှိတာငါတို့နားမကျအားမကျနဲ့တကယ်တော့ ဣဒလာအမျိုးသားတွေကဒီရဲ့ယေပရောဟိတ်တွေကိုအားကြရတခါကျတရှိကယေပရောဟိတ်ကဣဒလာမျိုးသားသွားအားကြအာမကြတဲ့နာသွားအားကြကိုဖြစ်ချင်းကိုတန်ဖိုးထားကိုအရရာကိုတန်ဖိုးထားကိုကိုဖျားခင် ပေးတဲ့ဖျားခင်တုံးတဲ့ဖျားခင်ဖွင့်ပြတဲ့ဖျားခင်အလုတ်လုတ်တဲ့အရရာကိုတန်ဖိုးထားဆက်ကပ်ပြီးတော့ကိုရောကျွန်တော်အတ္တရာမကြချင်ဘူးကိုရောကျွန်တော်အတ္တရာပို့တူးတက်ချင်တယ်ပို့အောင်မြင်ချင်တယ်ဖျားပို့တော့တော့ကိုမြင်ချင်တယ်ဖျားခင်ကြီးကြီးမားမားပို့ပြီးအလုတ်လုတ်တော့ကိုကျွန်တော်ခံစားချင်တယ် နာတမပြည့်ချင်အပီးဟုမပြည့်ချင်ဘူးဖယားကင်ချီးမြောက်ပြီးတော့ဆက်သုံးလို့ရတဲ့အတ္တရာမျိုးပဲပြည့်ချင်တယ်အတ္တရာလေးတစ်ခါမတန့်ရှင်းလိုက်တာနဲ့အတ္တရာလေးတစ်ခါအားနဲ့သွားမိလိုက်တာလေးနဲ့ဖယားကင်မကြိုက်တဲ့ဒူးဆိုင်လေးဝင်လာတာနဲ့မလုံတဲ့နာလေးလုံမိနေရင်လည်းမဖြစ်တဲ့နာဖြစ်ပြီးဆုံးရှုံးတဲ့အတ္တရာမျိုးမဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်ညီမရဲ့အတ္တရာမှာပြင်ဆင်ပြီးကျွန်တော်နှလုံးသားကိုပြုပြင်ပြီးအာမင်ပြင်ဆင်ရတယ်ဆက်ကရတယ်ဒါကြောင့်ဗိတ်တေရှင်ကိုစာငယ်လို့စူရောင်းတဲ့သူများမကြခင်မှာဖယားကင်တင့်ကိုအတွက်တော့ပိတ်တိစီကိုတွန်းလောင်းပြီးတော့ အရရတွေခွဲခန့်ပေးလာတော့လူအပေါင်းရရှိမှချီးမြှောက်ခြင်းနဲ့တင်နေရတော့မပေါ်နေတော့အရင်တုန်းကတည်းကပိုပြင်ဆင်ပြီးတော့ခါတိုင်းမှာဟောစရာမရှိဘူးဟောချင်လို့ပြင်ဆင်တာအခုကဟောစရာတွေညာလို့ဟောမဲ့အကြောင်းအရာမထက်အောင်ပိုပြင်ဆင်ရကျွန်တော်ပြင်ထားတဲ့အရာတွေကဘတော်မှအချင်းချင်းမပြတ်တော့အခုဖျားကြီးကကျွန်တော်ကိုမနာတဲ့လမ်းတကားတွေဖွင့်ပေးလာဟောလို့မကုန်တော့မဟုတ်ရင်ကျွန်တော်တိုင်ပတ်မှာစူတဲ့တကုံတောင်ကိုတော့လှုပ်ပါအောင်ဖွင့်ပြအောင် ကိုတော့ကျွန်တော်အရှက်မခွဲနဲ့နော်ကိုတော့ကျွန်တော်သိခါမချနဲ့နော်ဒါကျွန်တော်ပရမဆုံးခွင့်ရည်ဒီတစ်ခေါက်တော့ကျွန်တော်အကောင်းဆုံးနဲ့ကျွန်တော်လစ်တော့မှကျွန်တော်နောက်တော့ခွင့်ရည်ရချင်မှရမှကျွန်တော်ကိုဖွင့်ပြတော့တုံးတော့ကျွန်တော်တရားဟုတ်နဲ့ကျွန်တော်စကားမဟုတ်ပဲကိုတော့စကားဒီကျွန်တော်နှုတ်ထဲကထွက်စီပါအတကုံစက္ကန့်နဲ့အခုချိန်ကျတော့ကျွန်တော်တို့ကိုဖျားခင်ဖွင့်ပြထားပြီးရန်ပြင်စင်တဲ့နှုတ်ကပတော့မြားတော့ကိုတော့ကျွန်တော်ပြင်စင်နေရတဲ့ကနေကိုတော့ပြောချင်နေရတယ်ပြောပြီးတော့မပြင်ထားသေးတဲ့အရာတွေထဲကလည်းကိုကပြောမယ်ဆိုကျွန်တော်နှုတ်ကိုတုံးပြီးပြောသွား တခါလေတရားဟောနဲ့တရားဟောချက်တွေပြောင်းသွားတဲ့ခါကြီးဟောဖို့လှုပ်ထားတာတခုမိုက်လဲကန်လဲနောက်အကြောင်းအရာတခုကိုပြောင်းသွားရောဝိညာဉ်တော်ကိုယ်တိုင်ပြောသွားအဲ့ကြောင့်ကိုတီးလိုက်တယ်ကိုယ်စကလုံးတခုမှမပါဘူးဝိညာဉ်တော်ကိုယ်တိုင်ကိုယ့်ရဲ့နှုတ်ကိုတုံးသွားတာဒါကြောင့်ဗိတ်တိတ်ကိုဆံရတဲ့သူတွေဖယားခင်ဗိတ်တိတ်ပြီးလိုက်အဲ့ဒီဗိတ်တိတ်ကိုတန်ဖို့တော့ရှန်စုံဗိတ်တိတ်ကိုမထိန်သေးနိုင်ခဲ့ရှောလူဗိတ်တိတ်ကိုမထိန်သေးနိုင်ခဲ့ယစ်ပရောဟိတ်ပဲလှုပ်ရတဲ့ယစ်ပူဇော်ခြင်းကိုရှောလူကဘရင်တယောက်နေနဲ့ဝင်လှုပ်ခဲပြီ ခဏလေးစောင့်လိုက်လို့ခုနှစ်ရက်စောင့်ခဲ့ပြီလေရှမူလာမရတော့ရစ်ပူစော်လဲရစ်ပူစော်လဲပြီးတော့ရှမူလာရောက်ဒါဆိုခုနှစ်ရက်တောင်စောင့်ခဲ့သေးတယ်ဘာလို့အချိန်ခဏလေးတမ်းမစောင့်နိုင်လဲခဏလေးသာထပ်စောင့်လိုက်ရင်တော့ရှမူလာကိုသူမှီတော့မှာတချို့သောသူတွေကကြံတဲ့အချိန်မှမပေါ့ဗိတ်တိတ်တက်ကာလမှာအားနေချင်တာတွေအသွေးသားဆန္ဒနောက်ကိုလိုက်ချင်တာတွေဖယားမကြိုက်တဲ့တောင်းဆိုမှုနောက်ကိုလိုက်ချင်တာတွေဖယားမနစ်သက်တဲ့လမ်းကိုရှောက်ချင်မိတာမျိုးတွေဖြစ်နေတယ်ဗိတ်တိတ်နဲ့မလဲနဲ့ ပြောကြည့်အောင်ငါ့ကိုဖခင်ပိတ်တိတ်တရားကိုဘယ်အရာနဲ့မှမလဲဘူးဖခင်ရဲ့အသုံးပြုခြင်းကိုဘယ်အရာနဲ့မှမလဲဘူးအာမင်ဒါကြောင့်အတ္တတန်ရှင်းပြီးတော့ဖခင်တော်ကိုစက္ကပ်ပါလို့ခေါ်ပြခြင်း ਨੇ ဖခင်မှားထားတဲ့အတိုင်းနဲ့လုပ်ပါတရားမှနှစ်ချင်းဆိုနှစ်ချင်းပူဆော်ပါဖခင်မှားထားတဲ့မီးနဲ့ပူဆော်ပါကိုယ့်ဘတ်တာကိုအလွယ်မီးနဲ့မလုပ်ပါနဲ့ဖခင်ကဖြစ်တယ်လို့လုပ်တာမကြိုက်ဘူးသူနဲ့ပတ်သက်လိုက်တကယ်စီးရဲထားမယ်အလေးနဲ့ထားမယ်တံပိုးထားမယ်တိချလောက်တော့ ဘုရားသဘောကျအကောင်းဆုံးလို့အကောင်းဆုံးလို့ဘုရားခင်ကအကောင်းဆုံးလို့ရတဲ့အတ္တမှာဖြစ်လာစေနှုတ်ကပတ်ရောက်တိုင်းပေါ်မှာဘုရားခင်သူကောင်းချီးပေးပါစေကျွန်တော်တို့နှုတ်ကပတ်ရဲ့စကားနဲ့နေနဲ့ဆူတောင်းပေးချင်ပါတယ်ဆူတောင်းခကြလေးရှိမယ်ဆိုရင်လည်း